ဟေယောဝလုံးပဲမင်္ဂလာမနက်ခင်ပါအောက်တိုဘာလ၁၀ရက်နေ့ယမနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးမြတ်ချင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်ပခုတိုင်း PKI ပေါင်တလေးမြုပ်ချင်းရောက်ကုန်းကျေးရွာနေတဝိုက်မှာစစ်တပ်နဲ့ပေါင်ပြီးလူငယ်တွေကိုပေါ်တာဆွေးဖမ်းဆီးငွေငစ်နေတဲ့ပြီးသူစစ်ခေါဆောင်လှမင်းစုတူကိုအောက်တိုဘာ6ရက်နာနဲ့ပိုင်းကား ဝင်းတင်စိတ်ကြေရဖက်ကိုစစ်မှုထမ်းစရင်ကုတ်ဖို့ထွက်လာခြင်းအမိမတိအဖွဲအစီတစ်ခုကဖန်စီတော်တယ်လို့သိရှိရပါတယ်အစူပါလှမင်းစုသူဟာပေါန်တလေးမှာနာမည်ကြီးပြီးသူစစ်ကောင်းဆောင်တဦးဖြစ်ပြီးအစင်းစစ်တာပေါ်တာဆွေငွေညစ်တာနဲ့ရွာတွေကစစ်မှုထမ်းအကျုံးဝီတဲ့လူငယ်တွေကိုစရင်ကုတ်ပြီးရေစခန်းကိုပေးပုကရေးနဲ့ပေါန်ပြီးဖန်စီငွေညစ်တာတွေကိုအဓိကလှောက်ဆောင်နေတာလို့ဒေတာကန်တဦးကပြောဆိုထားပါတယ် ရုပ်မချင်းချောင်းကောင်းလီတဲ့တတဲ့နောက်တဲ့ပခုတိုင်ထန်တပင်မြုပ်နေဘုံမတီရွာတိမှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေတိတ်ပွေးပြပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထီးအခိတ်များနဲ့ပြန်လည်ဆုတ်ခွာသွားတယ်လို့တောင်ငူခရိုင်အမနှိတရင်ကဒီနေ့တရင်ထုတ်ပြန်ထားပါတယ်။အောက်တူဘာလ9ရက်မနက်6နာရီခန့်မှာဘုံမတီရွာတိကိုဝင်ရောက်နေမိစင်းလင်းစင်းထိတွေ့တိတ်ပွေးပြပွားခဲ့ရာတော်လန်ရေးရေးဘော်တွေက လက်နက်ငယ်စနိုက်ပါတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့စစ်ကောင်စီဖက်မှလေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အစူပါတိုက်ပွဲနှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီးနောက်မှာစစ်ကောင်စီဖက်မှအထူးအခိုက်များနဲ့ဘုံမတီစခန်းတောက်ပြန်လေဆုတ်ခွာသွားပြီးတော်လှန်ရေးရဲဘော်တွေအထူးအခိုက်မရှိဘဲနေမယ်ရှင်းလင်းနိုင်ခဲ့တယ်လို့တောင်ငူခရိုင်တည်ရင်နှီးကအတိပေးထုတ်ပြန်ထားပါတယ်။ကောင်းလေတဲ့တဲ့နောက်တဲ့ မကွေတိုင်းငဖေးမြုံနေနဲ့ရခိုင်ပြည်အမ်းမြုံနေတောက်ဆက်တွေထားတဲ့ယူမပူစီအမ်ပဒလန်ချိုပိုကစစ်အုပ်စုရဲ့နေရီကန်စခန်းမှာတိတ်ပွေးတွေဆက်လက်ပင်းထန်နေတယ်လို့ပီတူလလက်ရဲအဖွဲ့ပီတူလလက်ရဲတပ်မတော်ကပြောပါတယ်။အောက်တိုဘာလအစပိုင်းကနေရီကန်အနီးကကောက်ကြီးရွာစစ်အုပ်စုစခန်းအပါအဝင်ကာကင်စခန်းတချို့ကိုတင်ပိုက်ပြီးနောက်နေရီကန်ကိုတော်လိုင်းရဲအင်အားစုတွေကဝိုင်းပတ်ပိတ်ဆို့ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချင်းကဆလုံးနဲ့ရေကန်စီယာကိုမကွေးနဲ့မင်းဘူးမြုပ်နေတွေကစစ်တုံးဆူအင်အားတွေကိုထုံထုတ်ပြီးအင်အားတွေပူလွတ်ခေရာစက်တိတ်စုတလူတိတ်ပွေးတွေပင်းထန်နေတာဖြစ်တယ်လို့ပီတူလလရဲ့အဖွဲ့ပီတူလလရဲ့တမတော်ကပြန်ကျဲရဲ့တာဝန်ခံကဆိုပါတယ်တိတ်ပွေးကတော့ဆက်ပြီးတော့ပင်းထန်နေပါတယ်အင်အားထက်တူးထားတာတွေရှိပါတယ်စစ်တပ်ဖက်က နရေကန်စခန်းဟာအမှတ်34ကကွေရေးပစ္စည်းစိတ်ယုံကပ္ပစ34ရဲ့အဓိကခန်းစစ်စခန်းတစ်ခုဖြစ်တာကြောင့်စခန်းမကြရဲ့အတွက်စစ်အုပ်စုကလေကြောင်းတွေပါအတုံးပြုတ်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။နရေကန်စခန်းကိုအမြန်ဆုံးတင်ပိတ်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးပါတယ်။ကောင်းလေးတဲ့တင်းနောက်တဲ့တင်း စကိုင်းတိုင်းချောင်းဦးမြုပ်နေဘုံတူရွာထေကတရင်ကျွတ်မီထွန်းပွေချင်ပနေတဲ့နေရာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျိတ်တိတ်ခိတ်မှုအပေါ်ကိုလတမကကကန့်ကွက်ချိုချလိုက်ပြီးခုလူစစ်အုပ်စုရဲ့အယက်သားတွေအပေါ်ခွေးချမှုမရှိတဲ့တိတ်ခိတ်မှုကစိတ်အနှောက်အယှက်ဖြစ်စေတဲ့ပုံစံတစ်မျိုးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။အောက်တိုဘာ6ရက်စွဲနဲ့ထုတ်ပြန်ချက်မှာတော့ ကုလတမကအတွင်ရေးမှုချုပ်ပြုတ်ခွင့်ရပုတ်ကူစတီဖင်ဒူဂျာယီကဝေဟင်ပစ်ကေယန်လန်နတ်တွေကိုခွေးချမှုမရှိအတုံးပြုတ်မှုကိုလက်မခံနိုင်ကြောင်းနဲ့ပငိပခမှာပါဝင်သူတွေအလုံးအနေနဲ့အပီပီဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့နိုင်ငံတကာလူအခွင့်အရေးဥပဒေတွေအောက်ကသူတို့ရဲ့တာဝန်တွေကိုလိမ့်နာရမည်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။ကုလသမဂ္ဂကအဲ့လိုမျိုးရှုတ်ချတာကောင်းတယ်ကျွန်တော်တို့အတွက် ကုလသမဂ္ဂကဘာမှမလုပ်ပေးနိုင်ရင်လေစစ်တပ်လောက်ရက်တွေကိုမထောက်ခံရှုတ်ချပေးတဲ့အတွက်စစ်ခွေးတွေအတွက်လမ်းပိတ်ဆုမှုတွေဖြစ်ပါတယ်။ကောင်းလေဒီတတိနောက်တည်င်အော်တိုဘာလာကုရဲ့ညကုနနာရီအချင်းခန်တန်တတီအန်အလေတင်းချောက်ထားတဲ့မူမိတ်မြုပ်ငင်ဝေဘုံကျေးရွာကိုစစ်ကောင်စီတပ်ကပေါင်250ဘုံလာရောက်ကြီချတိုက်ခိုက်ခဲ့လို့ ကလေးငင်နှူအပါဝင်ရွာခံကနူတေဆုံခေတေလို့တန်တကထုတ်ပြန်ထားပါရင်စစ်ကောင်စစ်တပ်သားဝေဘုံရွာလီသေးကူဘုံတုံလုံးချီချတိတ်ခိတ်ခိတ်တာဖြစ်ပြီးအေဒီတိတ်ခိတ်မှုကြောင့်အမျိုးသားလေးဦးအမျိုးသမီးတုံးဦးစုစုပေါင်းကနူပွေးချင်းပြီတေဆုံပြီးရှီဦးဒန်ယာရကနေအင်းစီလုံးထက်မနေလေပျက်စီးသွားခဲ့တယ်လို့သိရှိရပါတယ်တေဆုံရဲ့ပြီးသူရဲ့အတွက်စိတ်မကောင်းပါဘူးထတူဝနေပါတယ်နောက်တည် စီရာဇဝတ်မှုများကိုအချင်းချင်းကျူးလွန်နေသည့်အချမ်းပစစ်အုပ်စုကိုတရားဆွဲဆိုအပိပေးရန်နှင့်တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုတ်ရန်နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများကိုတောင်းဆိုကြောင်းသဘောထားထောက်ပြချက်ကိုအောက်တိုဘာ9ရက်နေ့တွင်အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကထောက်ပြခဲ့ပါသည်အောက်တိုဘာလ6ရက်နေ့ည9:30မိနစ်ခန့်တွင်ချောင်းဦးမြုပ်နေအတွင်ရှိ မုံရွာနဲ့ချောင်းဦးမြောက်နေဆက်တနေရာ၌တဒင်းကျွတ်စီမီထွန်ပွေဂျင်ပနေဒီနေရာကိုအချမ်ပစစ်အုပ်စုကဆက်တလီတီဖြစ်ရည်ရွယ်ချက်ရှိရှိဘုံကျေတိတ်ခိခိတို့ကြောင့်အယက်တာပီတူ22ဦးထပ်မနေတေဆုံးခဲ့ပြီးပီတူ60ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အောက်တိုဘာလ10ရက်နေ့ရက်မနက်ပိုင်းအထူးတရင်ကားတော့ဒီလောက်ပါပဲ။ကေဒါဆွန်တော့ကျွန်တော်တို့ပထမဆုံးဘူလက်လာဆွေရဲ့အင်တာဗျူးကိုတစ်ချက်လောက်နားဆင်ကြည့်အောင်။မင်္ဂလာပါ။ ေးစားပါတယ်ဟုတ်လေးစားပါတယ်လေးစားပါတယ်ခမရုပ်ကလေးစားစရာလည်းမရှိဘူးညာဘူးလက်ကြီးကခမဘာနေပြုံးမလဲဘာလေဦးလို့လေမဟာမဟုတ်ကြီးလေငါဒီတခါကွာငါအသက်60ကျော်80ရောက်နေပါပြီဒီတိုင်းပြည်မှာတခါမှကောင်းတဲ့ဥစ္စာဘာတစ်ခုမှမလုပ်ခဲ့ဘူးပါမကောင်းတဲ့ဒူးဆိုင်မှုမြောက်များစွာအောင်ငါတို့လှုပ်ခဲ့ကြတာကွာ။ဝါ။ငါတို့လိန်ခဲ့ကြတယ် တိုင်းပြည်ကိုဖျက်ဆီးပစ်တယ်သာသနာ့ဖျက်ဟိုဒီမဘာသားတွေနဲ့မွေးထုတ်ပြီးတော့သာသနာ့ဖျက်ဆီးပစ်တယ်ဝန်သားတွေနှုတ်ရကိတအသင်းတွေကိုငါတို့ဖော်ဆောင်ပြီးတော့မှသာသနာ့ကိုဖျက်ဆီးတိုင်းပြည်ကိုဖျက်ဆီးမကောင်းတာတွေအကုန်လုံးကိုငါတို့လုပ်ခဲ့ကြတာဘူးရဲ့စေဝါအစပွားတခုမှမကြောင်တိုင်းပြည်စုပ်ပြတ်တက်ပြီးတိုင်းနိုင်ငံတယံဇာတတွေဆိုဘာမှမကြောင်ငါတို့အကုန်လုံးခိုးစိုးလူရက်လိန်ညာကောက်ကျအကုန်ငါတို့ယူခဲ့ပါလားကွာဒီတစ်ချိန်တော့ ငါလည်းတေကန်နီးမိမို့အမှန်တရားလေးစကားတခွန်းတော့ငါပြောချင်လို့ပါညီလေးအားအမှန်တရားပြောချင်ဟုတ်ကဲ့ညီလေးကဲဘာငန်းပြောချင်ပြောစမ်းပါဦးဗျာအခု2025စကမာကလုံးမဲ့ရွေးကောက်ပွဲမဲစင်းရင်းတွေကို UEC ကလုံးတဲ့ဥစ္စာတွေကွာတခုမှမမှန်ဘူးအကုန်လုံးအလိန်ညာတွေတေရဲ့တင်းကျန်းကောင်ကမပါရင်နာမည်အစပါတယ်ကွာတိုင်းပြည်မှာမရှိတော့တဲ့လူတွေရဲ့နာမည်တွေလည်းပါတယ် နောက်ဆုံးကုန်ကုန်ပြောမှာကွာဟိုတော်ရသေသွားတာဟိုမပါကြီးမြစ်ဆွေတာပါလားဒုသမနာတော့အဲ့ဒီမြစ်ဆွေဆိုတဲ့ကောင်ရဲ့နာမည်တော်မဲစင်းထဲမှာပါနေတာကွာအဲ့ဒါကိုငါကဒါဒီဒီလိုပဲမင်းတို့မဲစင်းနေရမှားနေတယ်အဲ့ဒါကိုပြောပြတဲ့ဥစ္စာကိုကွာဒီကောင်နေငါတို့အမှန်တရားပြောရမလားဆိုပြီးတော့ငါ့ကိုကြံဖွားကောင်နေလဲဝိုင်းသမားကြဟိုကောင်ကြာနုဆိုတဲ့ကောင်လဲငါ့ကိုဟိုမဲစင်းကိုဟိုခမရဘာပြစ်တယ်ညာပြစ်တယ်ဟိုတိုးတိုးတက်တက်ပြောရမယ့်ကိစ္စကခမရပုံကြီးချက်ပြီးပြောတယ် 啊，主要不要半年，主要阿鲁猫搂得过，你光占窝了。如果咱我们家这边呢，路路都保过，你他妈什么叫做鱼高倍增嘛？比如某些呢，马呢路上没撇点污路，我们得得套着开龙船呢，没有呢，我比你那四只比罗嘛，比我的欧少。不，他妈拉么看我？那咱们，除了拉么看呢，拉看呢咯，我罗么自己哩啊，我自家没赚，没自己跟累嘛，自家累也蛮着苦恼。 ပြောခဲ့တင်တဲ့ဆန္ဒရှိတယ်ကွာဟုတ်ပါပြီဟုတ်ပါပြီအဲ့ဒါတော့ကျွန်တော်တို့ယုံကြည်ပါပြီဒါဆိုဘူးလက်ကြီးရကအမှန်တရားကိုတောက်လျှောက်ပြောတော့မယ်ပေါ့လက်ခံတော့မယ်အဲ့လိုလည်းမဟုတ်ဘူးညီလေးอ่ะငါတို့ဘွားမှာအမှန်တရားကိုဆိုတာလုပ်ဖို့တော့တည်တဲ့ထီလည်းမရည်ရွယ်ပါဘူးမအေးမွေးတဲ့ကဒီနေ့ဒီချိန်ဒီကွာဒီအသက်တွေပဲရောက်တာဖြစ်ကောင်းတာဆိုလို့ဘာတစ်ခုမှငါတို့မလုပ်ခဲ့ပါဘူးကွာတိုင်းပြည်ကိုတစားစီစုပ်ပြတ်တော့အများရန်ကြံစီပြီးမှဖျက်ဆီးနေကြတာပါဒါပေမဲ့ဒီ UEC က မဲစရမမှန်တဲ့ဥစ္စာတော့ငါပြောမိပါတယ်ညီလေးအဲ့ဒါလုံးဝအမှန်တရားပါကွာမင်းတို့ပြည်သူလူထုကြီးယုံကြည်ပေးပါတကယ်ဟုတ်အမှန်တရားဖြစ်နေလို့ပါကွာဟုတ်ပါရဲ့ဟုတ်ပါယုံပါပြယုံပါပြီအဲဒီလောက်ဒီလိုလဲပြောတဲ့အောင်လို့ UEC ကတော့တောက်လျှောက်အမှားပဲလုပ်မယ်ဆိုတာကျွန်တော်ယုံပါတယ်အဲဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်မေးချင်တာတစ်ခုကြီးလေဗျအဲဘူးလက်ကြီးလိုရဲ့ပါတီရပါတော့အဲဟိုဥက္ကရာခင်ကိုလေအဲခင်ကိုကသူစစ်သားဘုရားတော်မှာကြီးစံ18ချက်မှန်တယ်တဲ့ 是啊，好拉皮啊！俺讲烧油，这么地来搞。俺讲油嘛嘛包着讲，没几样十块那这么么标那个，没几样地皮哦，十块那这地个这吃的地上最没有没有。你讲烧锅炉，你讲烧油油，烧油它未来标了你里头没有嘛呢？这个烧油嘛烧油，几样十块那这么没没死呀？你讲松口了，你出哪呢？你哩啊？ 嘛骗来啦！烧油太贵啦，表呢啦，烧油在搞我，没得法呢，用钱没希望啦。okay okay，就是说，我那时候呢，毕竟哪里，哎，经过一下，起码把这油车送掉的呢，就非常漂亮了。喏，哎，你油巴达达那股，哎，冲刚路那边那批 energy bar 你出来嘞，哎，你等于说路啊，别过多少米没车子啊，就是阿妈讲的，哎，啥个呀？哦，你嘞，那个你搞烧油太贵表呢啦！ 啊，是嘛嘞，表妹，你看那过了烧油嘛，这个烧油机吧，话听我个叔叔讲，别讲个烧油车，我给他看来嘛没丢，还讲我给他皮皮的烧自家的，这可没麻烦了，你嘞？okay，俺是那时候平时比较湖南面有搞活嘛，诶，在布料之类也，其他都讲开呢，包括把地地的、白地、茶地、山茶嘞，你嘞？茶嘞，俺都地皮的茶嘛，话没没退嘞，没落退钱了，落退菜菜山个落菜都落断了。 ဘယ်ခလုတ်ပဲနှိမ့်နှိမ့်ဘယ်ပါတီကိုပဲမတဲ့မင်းတို့ကြိုက်တယ်လို့ထက်ဖွ့ဆိုတဲ့စကလုံးတစ်လုံးမထွက်မှဆိုတာအရှိတွေမှာလည်းအဲသိပြီးသားစက်တွေကလည်းဘယ်လိုပဲရရသူ့အတူတူစထွက်တယ်ကဖွ့စရင်တွေပဲထွက်လာမှာလေဘယ်ပါတီတွေဘလောက်ပဲကြိုးစားကြိုးစားအဆုံးပိတ်မှာငါတို့ပါတီပဲနိုင်ရမှာအဲ့ဒါလေးလက်ပြောတာအားလုံးလေးစားပါဒီအကူကြီးမျက်နှာကလှဆွေနဲ့မတူဘဲနဲ့ ငါမင်းဆွေတရိယာမိတယ်ပြောသွားတာတွေကအမှန်တွေကြီးပဲကေဒါဆွင်ဒနောဗီဒီယိုအဖေတေရာကိုအမြန်တကျူပြီးစီတန်ထွက်နေတဲ့ယမပင်ခရိုင်အမတ်ချုပ်တဲ့ရင်ဆေးမှုပြောသွားတာကိုတစ်ချက်လောက်နားဆင်ကြည့်အောင်ဒါလီဆာဆရာကောင်းပါတယ်။အနက်ကပြန်တော့ကြားနိုင်တော့တယ်ပေါ့နော်။ကြားနိုင်လို့ဆိုတော့ကျွန်တော်နားနာကပ်ပြောတာကပ်ပြောတော့အဖေသွားတဲ့ရှေ့တော့မရမိုးလင်းသားတိုက်ပွဲကွန်မှာဖြစ်တော့အဖေလည်းမရှင်းတော့ဘူးပေါ့နော်။ဒါတော့ကျွန်တော်မိဘကိုစော်ကားတာမဟုတ်ဘူး။အဖေလည်းမရှင်းတော့တဲ့အနေထားပေါ့နော်။အနေထားဆိုတော့အဖေတယောက်ဘလို့မှ ့ရနိုင်တဲ့အနေထားမှာကျွန်တော်ကရဲဘော်တက်ကိုကြည့်တဲ့အနေနဲ့အဖေသွားဆက်ရှိရသွားဆိုနားနဲ့ကပ်ပြီးလို့ရှိမှာအဖေလည်းတားလာကောင်နားထောင်လာမသိဘူးကျွန်တော်ပြောပြီး15မိနစ်လောက်နေမှာစုံသွားတယ်စုံသွားတဲ့အချိန်မှာအဖေကနားထောင်တာတော့တစ်ချက်ရှိရကျွန်တော်အညာသားရေငခုံတော့ကတော့နားမထောင်ငယ်ချင်းနားထောင်မယ်အဖေကတော့တော်တော်ရေးတဲ့တော့ဟိုဝင်တော့မကြိုက်ဘူးပေါ့အဲ့တော့နားမထောင်ငယ်ဘူးဒါပေမဲ့အဖေဆုံးတဲ့အချိန်မှာကျွန်တော်အဲ့စကားတစ်ခုတော့နားထောင်နားထောင်ငယ်ဘယ်လိုလဲဘယ်စကားမျိုးလဲဆိုတော့ကျွန်တော်ကအဖေကမှားခဲ့တယ်ငါသားတဲ့ငါသေးရင်ချတာချတရက်မှမထားနဲ့ဘယ်အမျိုးမှမဆောင်နဲ့တဲ့အဲ့အချိန်မှာကျွန်တော်အဲ့စကားတော့ အရင်နားထောင်ကြဘာလို့ဖြစ်လဲအဲ့တကောင်ကျွန်တော်နားထောင်နေအဲ့ချိန်မှာနားထောင်တော့အဲ့ချိန်မှာကျွန်တော်ကတော့အမျိုးလေးကိုကြွေးဖေးရဆုံးပြီကဲငါတော့ငါလည်းတိုက်ပွဲဝင်မှာဒါဖြစ်လို့အဖေကိုတချိုကြမှာဆိုတော့ဟိုညီကောင်မတော်မကျွန်တော်တော့၅ယောက်ရှိ၅ယောက်ရှိတော့အကိုကြီးတော်နဲ့ဟာအောက်ကမျိုးလေးစောင့်ညင်သေးပဲဆိုတော့စောင့်ညင်သေးပါကျွန်တော်ဒါပြည်သူတို့ချင်းချောက်တော်မူပဲကျွန်တော်ရဲ့ဒါမွေးချင်းတော့ချင်းချောက်ပြီတော့ပါလားဒါဒါဒါကတော့ကျွန်တော်တို့ဒီကုန်းဒီပုကုန်းမစ်ရှင်တွေအတိုင်းပြည်တွေလောက်ချင်တဲ့ဆန္ဒကြောင့်ဒါကျွန်တော်ရဲ့ဒါမွေးချင်းတွေကိုလိန်ခဲ့တဲ့ဇာတ်ကားလေးပေါ့ အဖေထားလို့မရဘူးတနေ့တော့ထားလို့မရဘူးငါဒီဘကုံတိုက်ဝဲဝင်မဲ့ရဲဘော်တယောက်ဒီချိန်မှာစက်ကောင်စီရဲ့တိတော်ရင်ဒီညောင်ဘုံကျဲရင်သူအလုံးတစ်ခွက်ရတယ်လို့မင်းတို့လည်းတစ်ခွက်ရလိုက်မယ်အဖေကိုချရချတကယ်တော့အဖေချရကြတာကျွန်တော်ကချရကြတော့အေးအဆုံတော့ချရမှာပါလေဒီဘကုံတိုက်နေတယ်တို့လေရင်လာမှာဖြစ်တဲ့တော့ကတော့ချကိုချရမှာဆိုတော့အချိန်မှာကျွန်တော်တို့ကအဖေကိုဟိုနိုင်ဝက်လောက်ပဲကြမယ်ပေါ့နော်အဲ့ချိန်မှာကြားကြားတဲ့ချိန်မှာကျွန်တော်တို့ကမီးစကြိုတယ်မီးစကြိုယူမှာကျွန်တော်မီးတော့မသိဘူးမီးမသိဘူးကျွန်တော်ကအဖြစ်ဖြစ်က ဘာလို့ဆိုတော့ကျွန်တော်ကရဲဘော်စီကိုသွားကျင်တာဟုတ်ရဲဘော်စီတိုင်းပြည်တို့ကိုသွားကျင်တယ်ဒီဒီဘူကိုနိုင်ကိုနိုင်ရမယ်ဆိုတော့ကဖြစ်ဖြစ်ကရှိသွားကျင်တာအဲ့အချိန်မှာကျွန်တော်ရဲ့ဟိုမိတချုပ်ပြီးတန်းပြီးကျွန်တော်တို့ကမိနဲ့ပိုင်းတော့ပဲကျွန်တော်တို့အမေကိုရေလဲပြောပြီးကမှဆင်းတဲ့အချိန်မှာနောက်ထပ်ကြီးကြီးမားမားပေးဆက်ရတဲ့ခုကကျွန်တော်ရဲ့ဒုတိယဖေထပ်ပြီးပေးဆက်ရတာပေါ့နော်ဒူရင်မူဥကံခေါ်ဖို့ဆက်မုန်းပေါ့အဲ့အချိန်မှာကပေးဆက်ရတယ်ကျွန်တော်ဒီအယောင်လေးကိုမြင်တိုင်းဒူရင်မူလည်းသတိရတယ်ဒူရင်မူလောက်ရတဲ့ကိုလည်းခုချိန်ထိအမှတ်ရရှိသေးတယ်မို့ရှိသေးပေါ့ ောက်တစ်ချက်ကတော်လိုင်းရေးကာလ၄နှစ်ကာလမှာကျွန်တော်တို့၄နှစ်ကျော်၅နှစ်ကာလမှာကျွန်တော်တို့ကတော်လိုင်းရေးကိုနည်းနည်းသွေးအေးကောင်းသေးအေးနိုင် နေမယ်ဒါပေမဲ့ဒူရင်မှုကျပြီတဲ့နောက်ဆုံးကျွန်တော်အခု၆တစ်ဖက်မတန်တော့ဘူးဒူရင်မှုရဲ့ကိုသားနှစ်ဆကျွန်တော်ပြန်ကြိုးစားမှာနှစ်ဆရအောင်ကိုကြိုးစားမှာခြေတော့ပါပြတ်နေပါလိကျွန်တော်အသက်ရှင်နေ၍ကျွန်တော်ကတော့ဒူရင်မှုရဲ့ကိုသားရောကျွန်တော်အရင်ရှေ့ရှေ့မှာကြာသွားတဲ့ရဲဘော်ရဲ့ကိုသားကျွန်တော်တို့နဲ့အတူနေခဲ့တဲ့ဘုဆုံမလို့လည်းရှိရဘုဆုံမလည်းကြားတယ် ကျွန်တော်တော်လိုင်းရင်နားမယ်ဆိုတော့အချိုးချိုးတိုင်းသူတို့မျက်နှာမြင်မိတယ်ကျွန်တော်နားမယ်ဆိုတော့အချိုးချိုးလိုက်မယ်ဆိုတော့သူတို့လေဘင်းကိုနင်းတယ်လို့ပဲအဲ့တော့ကျွန်တော်တို့ရင်းဝင်ခဲအမှတ်6တန်ရင်နေနဲ့ကျွန်တော်တို့သွေးကျူးတွေတောင်းမှုတွေအရာရှိတယ်အရာရှိတဲ့တော်ကကျွန်တော်တို့ကသွေးကျူးစပ်ဖို့ရကကျွန်တော်တို့ကဟိုစိတ်တက်လေးနေတယ်ကျွန်တော်တို့ကသွားပြီးကောင်းမှသွေးကျူးတောင်းလို့မရဘူးဟာငါပေးပါပေးပါသွားလို့လို့ကျွန်တော်တို့ရရရာရှိတဲ့အချွေးကအချွေးရှိတဲ့အိမ်ကခွေးကြိုက်ကောင်ကြိုက်နေတယ်နော်ဓာတ်နဲ့ထိုးအောင်ထိုးထိုးနိုင်တယ်အဲ့အချိန်မှာကျွန်တော်ဓာတ်နဲ့ထိုးတဲ့ကောင်ရှိတယ်ကျွန်တော်တို့ကဒီသွေးကျူးတောင်းမှာ ခွေးကြိုက်တဲ့ကောင်ရှိရင်အဲ့ခွေးကိုရိုက်မှတောင်းမှာတောင်းမှဖြစ်တော့ကဘလို့ဖြစ်တဲ့အဲ့ခွေးရိုက်ဖို့ဒုံးရှိဖို့ကလည်းမိဘပြည်သူများနဲ့ကျွန်တော်တို့ကိုခွေးရိုက်ဖို့ဒုံးတွေလက်နဲ့တွေလက်နဲ့ကြီးခဲရန်တွေကျွန်တော်တို့ကိုပါဝင်ကူညီပေးကြပါကျွန်တော်တို့အနေနဲ့ကတော့အကျွေးတောင်းဖို့သွားတဲ့နေရာမှာအဲ့အိမ်ရှင်ကရှိတဲ့ခွေးကကြိုက်ကောင်းကြိုက်ပြီးသေးကျွန်တော်တို့ကမှရရရင်တောင်းမှာအဲ့လိုမတောင်းခဲ့ရင်ကျွန်တော်တို့ကဘလို့ဖြစ်မလဲဆိုတော့ဒီကာလမှာအဲ့လိုမျိုးမဖြစ်ခဲ့ရင်အကျွေးတယောက်ကကျွန်တော်ဒီမှာယူထားတယ် ပေးပါအောင်ပေးပါအောင်သွားတောင်းအဲ့ကောင်ကပေးချင်မှပေးမှာအဲ့လိုတင်တာငါမရပါဘူးလို့ပြောလို့မရဘူးကျွန်တော်မှအဲ့မရပါဘူးဆိုတဲ့သူရအောင်တောင်းရမယ်ဒီအကျွေးကိုကျွန်တော်တို့အဲ့အကျွေးကသွေးကျွေးဒူရင်မှုသွေးကျွေးဖြစ်လို့ရဲဘော်တယ်တဲ့သွေးကျွေးပဲအဲ့သွေးကျွေးကျွန်တော်တို့မရအောင်တောင်းမယ်အဲ့တော့မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ဒီအနောက်မြောက်လူမျိုးတို့ဆိုတဲ့ကမ်ပိန်းလေးကိုမိဘပြည်သူများအနေနဲ့ပါဝင်ကူညီပေးကြပါအောင်လို့ကျွန်တော်ရဲဘော်မမောင်တို့အနေနဲ့မြစ်တာရက်ခံပါတယ်ဒါလေးဆက်ရှာကောင်းပါတယ်ဒုတိယမှုကစက်တင်ဘာလအတွင်းမှာကြာဆုံးခဲ့တာပေါ့နော် အဲ့ဒါကြောင့်တော့ချင်းတော့တပ်နိုင်ရင်ကျေယူပြုတ်ပြီးတော့ရင်မပင်ခိုင်အမတ်ချုပ်တဲ့ရင်ကိုလှူပေးချက်ပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်။သူ့အဖေသေးတာတော့မှအချင်းမပေးပေးနဲ့။နိုင်ငံအတွက်တိတ်ပွေးဝင်နေတဲ့ရေးပေါ်တွေအတွက်ကတော့ကျွန်တော်တို့လှူတိပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်။ကြည့်ဒါဆိုရင် download video အမေတို့အောင်ဆန်းစုကြည်ကအမေရိကမှာ1ဘီလီယံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောင်းကြည့်ပါပြောတာလေတစ်ချက်လောက်နားဆင်ကြည့်အောင်။နိုင်ငံပိုင်အကောင့်ပါ။နိုင်ငံပိုင်အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေါ်ဆန်းစုကြည်နာမည်နဲ့အဲ့လိုမရပါဘူးမြန်မာနိုင်ငံရဲ့ February ဘယ်လိုမှဆိုလို့ရှိရင် CBM ပေါ့နော် Central Bank of Myanmar ဆိုတဲ့အကောင့်နဲ့အဲ့ရတာပါအဲ့တဲ့အတွက်ကြောင့်မို့လို့ဒေါ်ဆန်းစုကြည်နာမည်မဟုတ်ဘူးခြားနိုင်ငံတွေလည်းဒါမျိုးပဲအတ်နေအလစ်ရှိပါတယ်နော်အန်နေဂျာရှိပါတယ်ငွေကြေးခိုင်မာအောင်လို့လို့ပြောရမှာပါနော်ဘာမှမသိဘူးတဲ့ခိုးတယ်လုံနေကြတယ်ကိုကြီးအဲ့တော့အဲ့ဒါလေးကိုတေချာအဓိကအဓိကပါနော်လူငယ်တွေကြားထဲမှာမအားကြောင့်လဲဆိုတော့ခင်ဗျားတို့ကျွန်တော်နိုင်ငံရေးအခြေအနေတွေကိုအမှန်ကိုအမှန်တိုင်းနားလည်ထားမှာ အဲ့ဘလိုခေါ်မလဲဆိုရှင်အမှန်တရားကိုဝိုင်းရှာဖွေနိုင်မယ်အမှန်တရားကိုရှာဖွေနိုင်မှသာလင်ကျောင်းနိုင်ငံရေးအဖြစ်အရှိတ်ဆက်နိုင်မယ်အခုတော့အဲတယောက်ကလှုပ်လို့ရှိရင်တယောက်ကသဘုတ်လေးလင်းပြောတယ်သဘုတ်လေးလင်းပြောပြောလို့ရှိရင်ဟာဟုတ်ဒီအောင်ရောင်းနေဖြစ်လာတယ်ဟုတ်ဒီအောင်နေဖြစ်လာပြီးတော့တယောက်ကတယောက်အမုန်းနေပွားလာတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ပေါ်မှာအတော်တော်များများပေါ့နော်အမုန်းပွားလာတာတွေရှိရပေါ့နော်နိုင်ငံပိုင်းအကောင့်တွေပါနိုင်ငံပိုင်းအကောင့်တွေပဲအဲ့လိုရပါတယ်အဲ့တော့ဒီငွေချေးကိုဒီ1 billion ပေါ့1 billion သောငွေချေးတွေကို NUG ကထုတ်ဖို့ကြိုးစားတယ်အခုကြိုးစားနေနော် NUG ဘာကြောင့်ကြိုးစားလဲဒီငွေကြေးတွေကိုသူတို့ကတရားဝင်အစိုးရဖြစ်တဲ့ကြောင့်ထုတ်ဖို့ကြိုးစားနေပေမဲ့လုံးဝမရပါဘူးထို့သူအဲကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရပေါ့အဲဥမင်းအွန်လိုင်းကလည်းဒီငွေကြေးတွေကိုပြန်ထုတ်ဖို့ကြိုးစားတယ်သူလည်းထုတ်ဖို့ထုတ်လို့မရဘူးအဲထို့သူ NUG လည်းထုတ်လို့မရသေးပါဘူးသူထုတ်လို့ရမယ်ဆိုတာမသိချဘူးအဲ့တော့နိုင်ငံရန်ချားမှာသွားပြီးတော့သွားရောက်ပြီးတော့အနှံနဲ့ငွေဟာ အဲကျွန်တော်ဘလောက်လောက်ရှိမှာဆိုရှင်ဘန်နေကုန်လုံးပေါင်းမှာဆိုကျွန်တော်30ကြည့်တာပေါ့နော်အားလုံးပေါင်း6ဘီလီယံ9ဘီလီယံနေပါရှိပါတယ်အမေရိကန်ဒေါ်လာတွေပဲနော်အမေရိကန်ဒေါ်လာတွေပါအစင်ကူဘန်မှာလည်းအပ်ထားတာတွေရှိတာဟုတ်နော်အဲ့လောက်တော့ညားတာကျွန်တော်မသိဘူးနော်ကျွန်တော်တိတာကအမေရိကန်မှာသူတို့ထားတဲ့ဟာကိုသိတယ်1.5ဘီလီယံတော့ကျော်ပြီထင်တယ်အတူတွေလည်းတက်တာပေါ့နော်တလားမှာပင်နေရခိုင်လုံးလည်းကျွန်တော်လည်းမသိဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာကစင်ကာပူမှာဘလောက်ထားတာလဲမသိဘူးအမေရိကန်မှာထားတဲ့ကိစ္စပဲပြောမယ် မနေ့ကခွေးတက်တက်ခံကအမေစုကိစ္စပြောတဲ့အချိန်မှာအဲ့ဒီဖိတ်ဆန်အကြောင်းလေးနင်းနေတွေ့ဝေးပြီးမှပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်မပြောသေးဘူးခုပြောမယ်ဘာဖြစ်လို့1.5 billion ကို UNG ကမထုတ်နိုင်တာလဲဘာဖြစ်လို့1.5 billion ကိုစစ်ခွေးတွေကမထုတ်နိုင်တာလဲ UNG ကတရားဝင်အစိုးရမဖြစ်သေးလို့မထုတ်နိုင်တာတခြားနိုင်ငံတွေမှာတော့ UNG ကိုထုတ်ခံတယ်ဒါပေမဲ့တကယ်အစိုးရတွေမဖြစ်သေးလို့မထုတ်နိုင်တာစစ်ခွေးဖက်မှကြည့်မယ်ဒီစစ်ခွေးအစုကဘာဖြစ်လို့မထုတ်နိုင်တာလဲဆိုတော့ ဒီစစ်ခွေအာနာစင်ရဲ့အစိုးရကိုအမေရိကန်ကအစိုးရလိုမတက်မှတ်ဘူးဒီဖက်တာအစိုးရလိုပဲတက်မှတ်တယ်ဒီဖက်တာဆိုတာမြန်မာစကားနဲ့ဘယ်လိုပြောရမလဲဆိုတော့ကုကူကူအစိုးရတင်ထားတဲ့အဖွဲ့အစည်းတွေဖြစ်လို့ဒီ1.5 million ကိုစစ်ခွေတွေကမထောက်နိုင်တာဒီစစ်ခွေရွေးကောက်ပွဲပြီးရင်ရောထောက်နိုင်မလားဆိုရင်တော့နေနေပါပါနီလန်းရှိတယ်အခုတက်လာမဲ့အစိုးရတိကူအာရှနိုင်ငံ EU နိုင်ငံတွေကမထောက်ခံရင်ဒီဖိတ်ဆိုင်ကိုထောက်လို့မရဘူး အစိုးရတစ်ကို EU နိုင်ငံနဲ့ Asian နိုင်ငံတွေကထောက်ခံရင်တောင်မှ အမေရိကအစိုးရကမထောက်ခံရင်ထောက်လို့မရဘူး။အဲ့ဒါကြောင့်စစ်ခွေးတွေကအမေရိကမှာ agent တွေအများကြီးငှားထားတာအဖွဲ့အစည်းဖွဲ့လုပ်ငှားထားတာကျွန်တော်အရင်ကတင်ဆက်ထားပြီ။အဲ့ဒီအဖွဲ့တွေကအမေရိကအစိုးရကိုပြောနိုင်ရင်တော့သူတို့ထောက်လို့ရတယ်။ဒါပေမဲ့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ secret တိုက်ကတော့ဘယ်တော့မှထောက်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ယုံကြည်တယ်။ အဲ့ဒါကြောင့်ခွေးတက်တခိုင်အပါဝင်တချို့စစ်ခွေးလိုဘီတွေစစ်ခွေးတွေကဒေါ်ဆန်စုကြည်ကအမေရိကမှာ1.5ဘီလီယံခူထားတာကိုတင်ထားတယ်လို့ပြောဆိုနေတဲ့အတွက်သူအတွက်ထားတာမဟုတ်ဘူးသူနာမည်နဲ့လည်းထားတာမဟုတ်ဘူးအစိုးရနာမည်နဲ့ထားတာအစိုးရတောင်မှပြည်သူကလက်ခံတဲ့အစိုးရတွေကပဲထောက်လို့ရမှာအတူတွေလတိုင်းတက်တယ်အခုဆိုရင်တော့1.5တောင်ကျော်လောက်ပြီအဲ့ဒါကိုစစ်ခွေးတွေကဘာမသိညာမသိနဲ့ရှောက်ဝင်နေတာ အဲ့ဒါကြောင့်ကျွန်တော်တုံရချင်းတွေကိုဒီကနဲ့ကျွန်တော်တီးတော့လေးကိုပြုတ်ပြတာဖြစ်ပါတယ်ဗီဒီယိုရှိသွားရင်အားလုံးကိုတောင်းပန်ပါတယ်ဟုတ်ကဲ့ပါတုံရချင်းတို့ဒီမနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time